ွယ်သွားပြီဒီမှာကြည့်လိုက်လို့ရှင်အခုအိန္ဒိယနိုင်ငံကွယ်သွားနောက်သီရိဓမ္မာသောကမင်းကြီးကြိုးစားပြီးတော့သာသနာပြုခဲ့ရတဲ့အင်ဒိုနီးရှားနိုင်ငံဒီနေ့အဖြစ်ဒီနေ့ခါသွားပြီးတော့ကြည်ရင်ရုပ်ပွားတော်တဆူတောင်မှဖြတ်သွားဖို့တော်တော်ခင်းရင်သွားပြီခင်းရင်လားမခင်းရင်လားနောက်အာဖဂန်နစ္စတန်နိုင်ငံနော်အာဖဂန်နစ္စတန်နိုင်ငံမှာဆိုရင်ဘလောက်ထိတောင်းကျမ်းသွားတယ်လဲလို့ပြောရင်ဒီလိုရုပ်ပွားတော့မှန်သမျှပဲရှိတဲ့အိမ်မှာရှိနေတဲ့ပုံစံတွေကိုအကုန်လုံးအပ်ခိုင်းတယ် ဘာတွေအခိုင်းလဲရုပ်ပွားတော်တွေအခိုင်းတယ်ရုပ်ပွားတော်တွေကိုအကုန်အခိုင်းပြီးတော့ကြောက်ကြိတ်တက်တယ်နော်လမ်းခင်းတဲ့ကကြောက်ကြိတ်ကားကြီးတွေရှိဘူးလားအဲ့ဒီကားတွေနဲ့တန်းစီပြီးတော့ရုပ်ပွားတော်တွေကိုအကုန်နင်းပြစ်တယ်ဟုတ်လားဘယ်နိုင်ငံလဲအာဖဂန်နစ္စတန်နိုင်ငံဘယ်နိုင်ငံနဲ့လဲအာဖဂန်နစ္စတန်နိုင်ငံမှာအဲ့ဒီပုံစံမျိုးဖြစ်ပြီးတော့သာသနာအခုလုံးဝမရှိတော့ဘူးနောက်မကွဲအောင်ဆိုပြီးတော့အလေခစ်ပေါ့ဗုဒ္ဓခစ်အလေပိုင်းကနေပြီးတော့ ရုပ်ဘွားတော်ကြီးတဆင်ကြာကြာနာနာလှုပ်ထားတယ်။အဲ့ဒီရုပ်ဘွားတော်ကြီးကကြောက်တောင်ကြီးကိုရုပ်ဘွားတော်ဖမ်းပြီးတော့လှုပ်ထားတယ်။ဒါကြီးကိုလှုပ်ထားလဲ။ကြောက်တောင်ကြီးကိုအဲ့ဒါဗုဒ္ဓရဲ့ရုပ်ဘွားတော်အတိုင်းတို့ပညာရှင်များကနေပြီးတော့ဗဟုပညာရှင်များကနေစုစည်းပြီးတော့ဗုဒ္ဓရဲ့ရုပ်ဘွားတော်လှုပ်ထားတယ်။အဲ့ဒါကြီးကိုဘာလုတ်ကြည့်လိုက်တယ်လို့ပြောရင်ဒီဘက်ကနေပြီးတော့စိတ်မြောင်းများအမြောက်များနဲ့ချိန်ပြီးတော့အကုန်ဖြိုချရက်ဆက်သလားမရက်ဆက်ဘူးလား အဲ့ရမျိုးဖြစ်သွားခြင်းသည်မျိုးဆက်တဲ့လူငယ်ပြက်သွားလို့ဒိဋ္ဌိဘာဖြစ်သွားလို့လဲမျိုးဆက်တဲ့လူငယ်ဖြစ်သွားလို့မျိုးဆက်တဲ့လူငယ်ကအဲ့ရမျိုးပြက်သွားပြီရဲ့လို့ဆိုရင်ဦးဇင်းတို့ရဲ့သာသနာကတကယ်ပြက်တော့တာပဲပြက်သလားမပြက်ဘူးလားခုဘယ်နိုင်ငံတွေ꽌လဲလို့ပြောရင်အိန္ဒိယနိုင်ငံ꽌တယ်အင်ဒိုနီးရှားနိုင်ငံ꽌တယ်ပါကစ္စတန်နိုင်ငံ꽌တယ်အာဖဂန်နစ္စတန်နိုင်ငံ꽌တယ် အခုနာမည်ကြီးနေတဲ့နိုင်ငံကြီးကြီးပေါ့အီရန်အီရတ်တိုက်ပွဲတွေမဖြစ်ဘူးလားအဲ့ဒီနိုင်ငံများတွေတစ်ချိန်လုံးကဆိုရင်ဟိုးခေတ်ကဆိုအဲ့ဒါအားလုံးသောနိုင်ငံတွေကအဲ့ဒါဗုဒ္ဓစ်ကန်ထရီတွေကြီးတယ်ပဲဘုရားဘာသာတိုင်းပြည်များဘာတိုင်းပြည်များလဲဘုရားဘာသာတိုင်းပြည်များအခုသွားပြီးတော့ကြည့်လိုက်လို့ရှိရင်ဗုဒ္ဓရုပ်ပွားတွေ့ဖို့ဆိုတာဝေပဲဟုတ်လားဝေသလားမဝေဘူးလား အဲ့ဒီအန္တရာယ်များကိုတို့သူတော်စင်များဂယုစိုက်ပါမတရားရတာဖူတရားရတာဇန်တရားတွေကခဏထောင်းနော်ခဏထောင်းအဲ့ဒါတွေကအခြေခံသိတဲ့သိထိုက်တဲ့ဓမ္မမှမသိရင်ရိပ်တာဝင်လည်းပဲဘာမှမရနိုင်ဘူးတရားအားထုတ်လည်းဘာမှမရနိုင်ဘူးအဲ့ဒါကြောင့်ဘုရားဘာသာတရားမှန်ရင်ဖယားရဲ့တမိုင်းကိုတော့ကြကြနာနာသိရပါသိရမလဲ ဖရာရဲ့သမိုင်းကိုကြကြနန္ဒသိရမယ်တို့တော်စင်တို့သိသလားမသိဘူးလားတကယ်သိရလားတကယ်သိဖို့ရည်ကြည်တယ်ဟုတ်လားနော်တကယ်မသိတော့ဘူးရဲ့လို့ဆိုရင်ဘာတွေဖြစ်မလဲလို့ပြောရင်ခုသာသနာပြုကြတဲ့အပိုင်းကိုလိုက်ပြီးတော့ကြည်ကဘာမှာပေါ်စင်အတိုင်းဆိုဘယ်ဘာသာစပေါ်ထားလဲဟိန္ဒူဘာသာပေါ်တယ်သူနဲ့နှစ်ပေါင်း3000กว่าပြီးတော့ဘုရားဘာသာပေါ်တယ်နှစ်ပေါင်း600กว่าပြီးတော့ခရစ်ယာန်ဘာသာပေါ်တယ် နောက်ထပ်600กว่าပြီးတော့อิสลามภาษาပေါ်တယ်ပေါ်သလားမပေါ်ဘူးလားအဲ့လိုပေါ်လာတဲ့ภาษาတရားတွေထဲမှာသာသနာပြုအားတွေကကောင်းနေကြတာပြည့်တယ်ကောင်းသလားမကောင်းဘူးလားသူတို့ကသာသနာပြုကောင်းနေဆိုတဲ့အပိုင်းမှာဘုဇုကိုတည်ပြီးတော့သာသနာပြုတယ်လဲလို့ဆိုရင်လူငယ်ကိုတည်ပြီးတော့ပြုဇုကိုတည်ပြုလဲကဲဘုရားဘာသာကိုကြည့်ကြည့်လိုက်လူငယ်ကို သာသနာပြုသလားမပြုဘူးလားလို့စဉ်းစားကြည့်ပြုသလားမပြုဘူးလား အပြုနေနေသလားမနေဘူးလားဒါပေမဲ့ဝမ်းသာစရာကောင်းတာလေးတော့တခုရှိပါတယ်အခုတရားပွဲတွေလိုက်ပြီးတော့ကြည်လိုက်ရင်လူငယ်တွေပါသလားမပါဘူးလားအဲ့ဒါဒီကံကောင်းလာတယ်နော်ဦးဇင်းတို့ကတော့လမ်းကြောင်းတွေဖွင့်ပေးထားပါတရားဟောပလင်ကိုရောက်တည်ကသပြီးတော့လမ်းကြောင်းများဖွင့်ပေးတယ်ဘာတွေဖွင့်ပေးထားသလဲလို့ပြောရင်တရားပွဲပြင့်ညင်တဲ့ပုဂ္ဂိုလ်မှန်တယ်မြတ်အကုန်ပြင့်လို့ရနော်ဘယ်သူမှမဆိုပြင့်လို့ရတယ် ဟာတဆင့်ကန်အနေနဲ့သွားစေရမယ်တက်ရဲ့ဖုံးနဲ့လှမ်းပြီးတော့ပင့်လို့ရတယ်ဓမ္မပူဇာမပါလေးပဲရတယ်ဒါလိုက်ပြောပြီးသားအဲဒါကြောင့်တရားဝဲများများဖြစ်ဖို့သာအရေးကြီးတယ်ဘာသာရေးကြီးလဲတရားဝဲများများဖြစ်ဖို့သာအရေးကြီးတယ်ဒီလိုပုံစံမျိုးမဖြစ်ဘူးလေဆိုရင်တရားဝဲကခုံးကြီးရလဲဈေးကန်ဘယ်ကြီးရမှဘလောက်ရမှနဲ့ဖြစ်လိုက်ရင်ငကူကမှဝါဒနာမပါတဲ့လူပူဆိုးသွားလိမ့်မယ်ဆိုးသလားမဆိုးဘူးလား အေးအဲ့ဒီပုံစံဖြစ်သွားတဲ့အတွက်ကြောင့်ဦးဇင်းတို့ကတော့လှူလဲရတယ်မလှူလဲရတယ်ပါလဲရတယ်မပါလဲရတယ်တခုတော့ရှိတယ်နေတိုင်းဟောနေရတဲ့အတွက်မိုက်လေးတော့ကောင်းအောင်လှုပ်ထားပါတခါတည်းမှာလွတ်လိုက်နော်ဘာလို့လဲဆိုရင်နာတဲ့လူကတော့ဒီရက်ကောက်ကလူကဒီနေ့ပြီးပြီးရောတရားဝဲ၃ရက်ကျင်းပပြီးပြီးရောဦးဇင်းတို့ကတော့ခရီးတယ်ဒီဟုတ်လားယထာကြီးလိုပဲနော်ကိုယ်ဘူရာရောက်ရင်လူတွေကဆင်းဆင်းသွားပြီမဲ့စက်ကောင်းကတော့မောင်းရဲမောင်းရဲပဲမမောင်းပါဘူးလား မောင်းရတယ်ခုဦးဇင်းတို့ဒီတလဆိုရင်ဒါတလလုံးရှိတာနောက်တလဆိုရင်လည်းတရက်မှမလို့တလလုံးနောက်တလဆိုရင်လည်းတလလုံးပဲရှိထင်တာကချို့ကုန်ကြီးဟာကိုရိုးတို့ကလည်းမိုက်ဒီလောက်ကြီးကောင်းညင်နေတာဘာဖြစ်မှာတော့ဘုရားလို့မေးเสียရရှိတယ်မိုက်မကောင်းရင်တရားပါမကောင်းတော့ဘူးကြီးတယ်ကောင်းရဲ့လားဘာလို့မိုက်မကောင်းရင်တရားပါမကောင်းဆိုမိုက်သေးအာယုံစိုက်နေရတော့ကွီးဆိုလက်ကလှုပ်လိုက်ရကွမ်းဆိုလှုပ်လိုက်ရဆိုအဆင်ပြေရဲ့လား မပြေဘူးအဲ့ဒါကြောင့်မို့မိုက်ကွီကွန်လောက်လန့်တာတော့မရှိဘူးအခုတော့မိုက်ကရှေးဟောလာနော်အဲ့လိုဆိုတော့သိကြတယ်တရားကောင်းပါဟောလာကောင်းတာမကောင်းတာဘာသာပြောပြဟောပြလို့ကတော့အသင်ပြေမှသိကြပါတယ်ဟောလာနော်အဲ့ဒါကြောင့်ဥစဉ်တိုက်တွန်းနေတာကတရားဝဲများများဖြစ်အောင်ကျင့်ပါပါဟောလာနော်ဘာလို့လဲလို့ပြောရင်ဥစဉ်တို့ကသာသနာ့အပေါ်ကမူးကြည့်တာဘယ်လိုကြည့်တာလဲ မိုးကြည့်တာဆိုတော့ကိုရောစကားပြောကကျဲလိုက်တာလေအောင်းမိတယ်အောင်းမိသွားလိမ့်မယ်ဟုတ်လားနော်မိုးကြည့်တယ်ဆိုတော့ဘာလို့လဲပြောရင်မန္တလေးတောင်တန်းဆိုတော့အမြင့်ကနေထားတာဟုတ်လားအမြင့်ကနေတော့မန္တလေးမြို့ရဲ့သာသနာကိုဥသိန်းတို့ကကြကြနန်းနာသဘောပေါက်တယ်ဟုတ်လားနော်ဘလို့သဘောပေါက်တယ်လဲလို့ပြောရင်တဖြည်းဖြည်းနဲ့အင်းအားဘလို့ဖြစ်လာတာလဲလူငယ်ပိုင်းကဘလို့ဖြစ်သွားတယ်လဲလူငယ်ယဟန်းပိုင်းကဘလို့ဖြစ်သွားတယ်လဲလူကြီးဘုန်းကြီးပိုင်းကဘလို့ဖြစ်သွားတယ်လဲ လူကြီးလူပိုင်းကဘလို့ဖြစ်သွားသလဲလို့ဦးဇင်းတို့ကတော့အကုံလိုက်ပြီးတော့သေသေးချာချာကြည့်နေတာဘာလို့လဲပြောရင်ဗုဒ္ဓသာသနာဒီလောက်ကောင်းတဲ့သာသနာကိုယ်နိုင်ငံကွယ်သွားမှစိုးတာလေနော်ဘာဖြစ်မှစိုးတာလဲကွယ်သွားမှစိုးတာအခုမျက်ပြူကတော်တော်ဆိုင်နေတဲ့အနေထားရှိတယ်ဆိုင်သလားမဆိုင်ဘူးလားအဲလူနာလိုပဲအချိန်မီပလင်းချိတ်ခြင်းချိတ်မချိတ်ရင်တော့ဒီသာသနာကမျက်ပြူဆိုင်ရင်းနဲ့အလားပြုတ်တော့မယ်သဘောရှိတယ်ဟုတ်လား ဘာလို့လဲလို့ပြောရင်လူငယ်ပိုင်းကိုကြည့်ကြည့်လိုက်လူငယ်ပိုင်းကိုသာသနာနဲ့ဘလောက်ဝေးသလဲမဝေးဘူးလဲဆိုတာကခုကလေးလေးတယောက်ဝေးလာပြီလေဆိုရင်အရွယ်လေးနှစ်နှစ်သားသုံးနှစ်သားလောက်ရောက်ရင်ဘယ်ကိုပို့ကြတယ်လဲပြောရင်မူချိုကြောင်းပို့တာခွန်ကြီးကြောင်းပို့ရလားမပို့နောက်နင်းနေလေးကြီးလာ၅နှစ်သားလောက်ရောက်ဘယ်ပို့လဲဘယ်ပို့လဲတန်းကြောင်စိတ်ကြောင်းသာပို့တာဟုတ်လားခွန်ကြီးကြောင်းပို့ရလား ကဲအဲ့လိုဆိုတော့မူလာရန်ပြီးသွားပြီအလဲရန်ရောက်ခွန်ကြီးကြောင့်ပို့ရလားမပို့ကဲအထက်တန်းရောက်ပြီပို့ရလားမပို့ဒါနဲ့အဲ့ဒါဟိုဘက်က university ရောက်သွားဆယ်ရန်ရောက်သွားပြီဆယ်ရန်ကနေအောင်လို့တက္ကသိုလ်ရောက်ပြီတဲ့ကဲခွန်ကြီးကြောင့်ရောက်ရလားသူကကဲ university ကျောင်းသားဆိုတော့အဲ့ဒါခန့်ငန့်နဲ့အာစတိုင်ကကြကြနဲ့ရှိုးကထုတ်ထုတ်နဲ့ဆိုတော့ခွန်ကြီးဝစ်ချဖို့တောင်းတော်တော်ခဲရင်လေခဲရင်လားမခဲရင်ဘူးလားခွန်ကြီးကိုလူကြားသူကြားဝစ်ချလိုက်ရမှာကွာ ထိုင်ဝှက်ချလိုက်ရမှာကွာဆက်သွားတဲ့လူတွေမြန်မာမှာအများကြီးရှိသွားပြီရှိသလားမရှိဘူးလားအေးအဲ့ဒါ university ရောက် college ရောက်ပြီးသွားတဲ့အခါဘွယ်လေးလဲရအောင်အိမ်တော်ကလည်းကြရောကဲခေါင်းကြီးကြောင်ရောက်ရလားမွေးတီကနေအိမ်တော်ကြသည်အဖြစ်ကြီးလိုက်ရင်ခေါင်းကြီးကြောင်ရောက်တာကနည်းသွားနည်းသလားမနည်းဘူးလားဘယ်အချိန်ကျမှခေါင်းကြီးနဲ့သူနဲ့တွေ့ရတယ်လေလို့ပြောရင်ရှင်မရတပည့်တော်ရဲ့သာမင်္ဂလာဆောင်မှာရှင်မရတို့ဆွမ်းစားပြင်มาတယ်ခရား ဆုံးမကဲဘုန်းကြီးနဲ့တွေ့တာကနောက်ကြသလားမကြဘူးလားအဲ့ဒါမျိုးကြီးမဖြစ်စေရဘူးဟောလားကိုယ့်ရဲ့သာသမီများဘာသာရင်းနဲ့ရင်းနှီးအောင်လုပ်ပြရမလုပ်ပြရမလဲဘာသာရင်းနဲ့ရင်းနှီးအောင်လုပ်ပြရဘာသာရင်းနဲ့မရင်းနှီးတပြေးပြေးနဲ့လူဟာသီးပွားရှိရင်လည်းပဲကျက်စီးသွားတယ်မိဘအတိုင်းဝိုင်းကောင်းရင်လည်းကျက်စီးသွားတယ်မိဘကငွေကြေးချမ်းသာရင်လည်းပဲကျက်စီးသွားတယ် ပြက်စည်းသလားမပြက်စည်းဘူးလားသွားကြည့်ပေါ့ဟုတ်လားဦးဇင်းတို့ကတော့ကားနဲ့ဒီကတရားဟောပြန်လမ်းမှာကျုံပေးမှာဆိုအမြဲတမ်းတွေ့နေရတယ်ကျုံမေးဘာတွေစီးရထင်ဘာတွေစီးရထင်အဲ့ဒါပဲစီးကြပဲဟုတ်လားနော် မိုးချုပ်လာလေစီးလေမိုးချုပ်လာလေစီးလေပဲဦးဇင်းတို့ပြန်နာကွာတခါလေ7နှစ်နာရီတခါလေ2နှစ်နာရီလောက်စီးတုံးစီးသေးတာဟုတ်လားနော် ပြီးယုံနေမဟုတ်ဘူးလူငယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကအတော့အစားကလည်းဒီကိစ္စကတော်တော်များပါများသလားမများဘူးလားများများတော့အဲ့ဒါတောက်ထားပြီးတော့မူးတာမူးထားပြီးတော့ဒီကားလမ်းကိုပဲဆိုင်ကယ်နှစ်သီးလောက်နဲ့ပိတ်ပြီးတော့ရက်ထားတယ်အဲ့ဒါသွားပြီးတော့ဟွန်းတီးလိုက်ငါကင်တုတ်တယ်ပြည့်တယ်ဘုန်းကြီးသာသနာအလံကြီးပါတာတော့ငါကင်တုတ်တယ်ရိုင်းသလားမရိုင်းဘူးလားမနည်းညကပဲပသိဉ္ကြီးကနေပြီးတော့တရားဟောဦးစင်းတို့ပသိဉ္ကြီးမယ်မနည်းညကတရားဝဲရတယ် အဲ့ဒီကနေဟောပြီးတော့ပြန်လာဒီဘက်မှာတို့ပသိဉ္စီအဆုတ်ဆေးုံသိလားအေးအဆုတ်ဆေးုံကနေပြီးတော့နောက်ဖက်နှံကျလေခွင်းနေနဲ့ဆိုတော့နော်နည်းနည်းလေးပြက်တယ်နဲ့ရှိတယ်အဲ့နှံမှာမူးတဲ့လူငယ်များကဝိုင်းဖွဲ့ပြီးတော့အဲ့နှံမှာဆိုင်ကယ်ကြီးရက်ပြီးတော့နေကြတယ်နေပြီးတော့ကားကအဲ့နှံလေးရောက်တော့ခက်ပြေးပြေးလောက်ဦးဇင်းတို့ကသူတို့ခိုင်းမိမှသူတို့ခက်ပြေးပြေးသွားလိုက်တောက်ထားတဲ့အရက်ပလင်းကဗရဲထဲ့ထားတယ်ဆိုတော့ကျွတ်ကျွတ်အိတ်ထဲ့တယ် ထဲ့ထားပြီးတော့ကားရဲ့နောက်မီးကိုအဲ့ဒီပလင်းနဲ့လှမ်းရိုက်လိုက်တာဟုတ်လားရိုင်းသလားမရိုင်းဘူးလားအဲ့ဒါမျိုးတွေဖြစ်လို့ဦးဇင်းတို့ကလူငယ်ပိုင်းကိုကြည့်ပြီးတော့တော်တော်လန့်နေလူလူချင်းလန့်တာကိုပြောတာမဟုတ်ဇာရိတကျသွားတာကိုလန့်တယ်ဘာလို့လန့်တယ်လဲဇာရိတကျသွားရင်အဲ့ဒီနိုင်ငံအဲ့ဒီလူမျိုးပြင်လို့မရတော့ဘူးစိတ်သက်ရင်ဆင်းရဲတာကကြက်ညက်ခံလို့ရ သာရိတ္တကြပြီအယတ္တမကြီးတဲ့ဖြစ်ကုန်ရင်အဲ့ဒီလောကနေလို့မရတော့ရရလားအဲ့ဒါမျိုးဖြစ်မှာဆိုတာဥစဉ်ကဒါဒီရက်ွက်မှာဆိုတော့ဒီရက်ွက်မှာအကြာကြီးဆုံးကထွက်ခဲ့တော့ဒါကျေးဇူးဆက်တဲ့အနေနဲ့ဥစဉ်ကလာပြီးတော့ဟောပြတာဟုတ်လားနော်အဲ့ဒါကြောင့်သေသေးချာချာလေးနာပြီးတော့မလုပ်ရမလဲသေသေးချာချာလေးကျင့်ပါမလုပ်ရမလဲနာယုံနဲ့ပြီးရလား နာယုံနဲ့မပြီးဘူးပြည့်တဲ့နာယုံနဲ့ဆိုတချို့ကတော့